တောင်ဝေရယူစရာကောင်းတယ်လောကလူတွေဆုပ်ယုပ်နေတာကိုတတိထားဖို့မြန်မာလူမျိုးတွေလည်းပဲရင်ကျင်းမှုအရာအများကြီးဆုပ်ယုပ်လာတယ်လို့ပြောဒါလူတွေကခင်မိတယ်လို့ထင်ထင်လာကြတာပေါ့နော်ရင်ကျင်းမှုအရာမြန်မာလူမျိုးတွေရဲ့ရင်ကျင်းမှုတွေဟာတဖြည်းဖြည်းဆုပ်ယုပ်လာတယ်ဆိုတာတည်တည်ချာချာစဉ်းစားတတ်တဲ့ပုဂ္ဂိုလ်သိပါတယ် tradition တွေပျက်စီးလာတယ် ဆုပ်ယုပ်လာတယ်စိတ်နေသဘောထားတွေဆုပ်ယုပ်လာတယ်ဆိုတာလောကကြီးရဲ့ဆုပ်ယုပ်တဲ့အချိန်ပိုင်းမှာဘယ်ဘာသာတွေပဲဖြစ်ဖြစ်ဆုပ်ယုပ်လာတယ်ဆိုတာရှိတယ်ပေါ့နော်ဘယ်လူမျိုးပဲဖြစ်ဖြစ်ဆုပ်ယုပ်လာတာခွန်ကြီးတို့အနောက်တိုင်းသွားတော့အနောက်တိုင်းကတက္ကရကမတွေနဲ့စကားသမီးပြောတဲ့အခါအနောက်တိုင်းမှာဆိုရင် ြည့်မေလူငယ်လူရွယ်တွေက16နှစ်ဆိုရင် ကိုယ်တဘောပဲနေကျင်တာနေမိဘကပြောပိုင်ငွေမရှိဘူးနော်ကလေးငယ်လေးတောင်မိဘကရိုင်းနဲ့ဆုံးမတာမျိုးဖြစ်ရင်911နှိပ်ပြီးတော့ပလိတ်ခေါ်ရင်ဒုက္ခရောက်မယ်အနောက်တိုင်းမှာအဲ့လိုယဉ်ကျေးမှုကအဲ့လိုဖြစ်သွားပြီမြန်မာပြည်ကကိုသားသမီးကိုဆုံးမလို့ရသေးတယ်ဟိုမှာကျတော့ဆုံးမလို့မရဘူး ဆနှစ်ပြည့်တာနဲ့ living together တွေနဲ့သူတို့နေချင်ဟာနေတော့တာမိဘကဘာမှပြတ်ပန့်ခြင်းမရှိတော့နောက်ပိုင်းကျတော့တာဝန်လည်းမယူကြတော့အဲ့ဒါကိုမေးကြည့်တယ်ဆက်ရှင်နှစ်ကိုသားသမီးကအခုလို့ခွာသွားတာကိုသဘောကျလားလို့ဆိုဘယ်သဘောကျမှာတော့သဘောကျဘူးတဲ့မတတ်တာလို့သူတို့ဒီလိုပဲလွတ်လိုက်ရတဲ့သဘောပဲရှိတယ်ကျင်းနတ်လို့မဟုတ် ခရစညးကြောင်းကိုမဆုပ်ပိတ်နိုင်လို့ဖြစ်သွားတကယ်ပဲခရစည်းကြောင်းကဆုပ်ပိတ်လို့မရဘူးလေစဉ်းစားကြည့်ပေါ့မြန်မာနိုင်ငံကိုဗြိတိရှအုပ်မအုပ်ဆိုးခင်တုန်းကမြန်မာလူမျိုးတွေကိုဘယ်လိုမြင်ဘူးကြရောင်ကြီးတွေနဲ့မော်လားမြန်မာယောက်ျားတွေရဲ့ခေါင်းမှာဗာကြီးတွေရှိတယ်ရောင်တုံးကြီးတွေနဲ့เนาะ ခုရှိသေးလားရောင်တုံးကြီးဆမင်းသားတောင်ဘိုကေဖြစ်နေပြီစန္ဒုတက်လိုက်တယ်လေပြောဇကပြီဆိုမှတက်တာဟုတ်ကဲ့လားအမျိုးသမီးတွေဆိုတာလဲသဗင်လေးရှည်ပြီးကော့နေမှာလှတယ်ဆိုတဲ့သဗင်ရှည်တိုင်းကိုပဲဂုံယူတယ်အခုကျတော့ဘယ်ရောက်သွားလဲခုတ်ဝဲတဲ့နော်ခုတ်ကနေပြီးတော့ခုတ်တော်မဝဲတော့ပါဘူးအခုသိပြီးတော့အဲ့ဒါလို့ ပြောင်းလဲလာတာတွေကိုကြည့်ပေါ့အကောင်းပြောင်းတာလည်းရှိကောင်းရှိမဲ့အဆိုးပြောင်းတာလည်းရှိကောင်းရှိ tradition တွေဆိုတာပြောင်းလဲနေတဲ့သဘောပေါ့အဲ့ဒီသဘောကိုနားလည်ဖို့လိုတယ်ပေါ့